ဆရာရွှေဦးတောင်ရေးသားသည့်ရုပ်ခွဲနံခွဲနှင့်အခြားဝတ္ထုတို့များစာအုပ်မှာ900တန်းဝတ္ထုတို့ကိုဖတ်ပြမှာဖြစ်ပါတယ်။မန္တလေးမြို့မှာဗမော်မြို့သို့ထွက်ခွာခဲ့သောတာပင်အမည်ရှိစာပို့သင်္ဘောကြီးပေါ်တွင်ပါရှိသောဒုတိယတန်းခရီးသည်၈ရောက်တို့အနက်တွင်ကျွန်တော်သည်တဦးအပါဝင် ဖြစ်ခဲ့ဘူးလေသည်။တာပင်သင်္ဘောကြီး၌ဒုတိယကန်နေကမ်းများပါရှိ၍တခန်းတွင်ခရီးသည်၂ရောက်များသာစီးနင်းနိုင်သည်ဖြစ်ရာထိုအပတ်၌က ဒုတိယဒန်းစီခရီးသည်ရှေ့ရောက်မြပါရှိသည်ဖြစ်သောကြောင့်ဒုတိယဒန်းအဖို့မှာ၎င်းအပတ်တွင်ခရီးသည်ပြည်သည်ဟုဆိုရပေမည်။မန္တလေးညင်ဗမော်မြို့ခရီးမှာ၃ရက်ခရီးဖြစ်သည်ဖြင့်ခရီးသည်များသည်တင်မောပေါ်၌အတူလိုက်ပါကြရစဉ်အခါတွင်တဦးနှင့်တဦးဖော်ရွေစွာခေါငင်ပေါင်းသင်းဆက်ဆံလေးရှိကြသည်ဖြစ်သောကြောင့်တရက်ခရီးမြသွားမိကြနေမည်။ငယ်ပေါင်းဖြစ်သောတငယ်ချင်းများကဲ့သို့တယောက်နှင့်တယောက်ရင်းညီသောအဖြစ်တို့တိုင်ရောက်လာကြ၍တယောက်အကြောင်းကိုတယောက်သိစပြုကြပြီးနေ။ ရက်ရဲလောင်ပြောင်ခြင်းရဲရွှင်မွေရာခုံချောခြင်းစသည်ဖြင့်အယောဝင်သောအဖြစ်တို့တိုင်ရောက်လာကလေးသည်ထိုအပတ်၌လိုက်ပါကြသော ခရီးသည်များသည်မိမိတို့၏ယာတုနှင့်ညီရက်စသည်တို့ကိုပုံမှန်သည့်အတိုင်းအမည်စရင်ပေးသွင်းကြသည်ကိုကအမှန်မဆိုနိုင်ခြင်းတို့ရရင်၎င်းတို့ပေးသွင်းကြသောအမည်စရင်အရာမှမူခွင့်မပြန်လာသောတော်အုပ်တယောက်စစ်မှုထမ်းသည်ဆိုသောဂျမရာကိုဘကျိုင်းဆိုသူတယောက်အခွင့်ညင်နေသောဂျာဇဝိအုပ်ကိုပေါ်ထွန်တစ်ကုံတဲ့တယောက ကတာမြို့အရေးပိုင်ယုံစည်ရည်ကြီးကိုပါထွန်းအင်္ဂလိပ်ကျောင်းဆရာမမကြီးရွှေဗမော်မြို့ကလားဆရာဝန်ကြီးကတော် Mrs. Prasad တို့ဖြစ်ကြလေသည်အထက်ပါခရီးသည်များအနက်ဂျမရာကိုပါကျိုင်းရာဇဝဲအုပ်ကိုပေါ်ထွန်းဆရာမမကြီးရွှေညင် Mrs. Prasad ဆိုသူတို့မှာရေးသားဖော်ပြလက်တန်သောအဖြစ်အပျက်တွင် အရေးကြီးသောပုဂ္ဂိုလ်များဖြစ်ကြသောကြောင့်၎င်းတို့၏အကြောင်းကိုအတန်ငယ်စုံလင်စွာဖော်ပြရန်လိုပေသည်တင်မောစီခရီးသည်တို့မြည်ဒီမှာ မိမိတို့ကိုယ်တိုင်သားမယားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလင်သားမရှိဟန်တူသော အပြိုခရီးတဲ့တူတယောက်ပါလာသည်ကိုတွေ့မြင်ရသောအခါတွင်ထိုမြသောရဲ့အတော်အတွင်သူထံကယဉ်ညီသောအဖြစ်သို့ရောက်နိုင်စေရန်ပိုးတက်ကြသည်ဖြစ်ရာဂျမရာကိုဗကြိုင်ဆိုသူနှင့်ရာဇဝိအုပ်ကိုပေါ်ထွန်းဆိုသူနှစ်ဦးတို့သည်မန္တလေးစိတ်ကမ်းမှတင်မောကြီးခွာမိသည်နှင့်တပြိုင်နက်ဆရာမမကြီးရွှေအတွက်နှင့်ပတ်သက်၍ရံပတ်ကြီးဖြစ်ကြကြတော်မူအကြောင်းကိုကျွန်တော်နှင့်တကွာ ွင်းကြံသောခရီးသည်အလုံးကပင်သိမြင်ကြရလေ၏ကိုဘကြိုင်ဆိုသူသည်လူလုံးလူထည်ကြီးမား၍ကာယပလနှင့်ပြည့်စုံသည့်ပြင်မြင်သမျှသော လူများအပေါ်၌စီလာနင်းလာနှင့်နိုင်လိုမင်းထက်ပြုကျင့်တတ်သောဝါသနာရှိကြ၏အခွင့်ညံ့နေသောရာဇဝတ်အုပ်ကိုပေါ်ထွန်းဆိုသူမှလည်းမြင့်မားသောအရက်အမောင်းနှင့်ကျစ်လက်မှကြောသော ကိုကာယရှိ၍ခွန်အားပလကြီးမားဟန်ရှိသည့်အပြင်ပလိပတ်၌အမှုထမ်းခဲ့သည့်ဖြစ်နေမိုက်သွေးရှိကျင်တတ်သည့်ဖြစ်ရာ ညီသူအမအမှုမထားဟုသောသဘောမျိုးကိုအခါခတ်သိမ်းပြလိုသောလူတစ်ယောက်ဖြစ်ချေ၏။ကျွင်းကြံသောယောက်ျားခီးတဲ့တို့မှထိုသူနှစ်ယောက်တို့လက်ဝှေ့ထိုးရသောညီသူကနိုင်ကျင်မည်ကြီးဟုတွေးတောခံမှန်းခြင်းပြုကြလေရာတယောက်နှင့်တယောက်မန်လောက်ခါဆောင်ထည့်ရရှိသောအမှုအရာကိုမြင်ကြရသဖြင့်လေမိမိတို့ဤခံမှန်းချက်မှန်မမှန်မကြမီဆုံးဖြတ်ဒီကိုမြင်ကြရလိမ့်မည်ဟု၍လဲအချင်းချင်းပြောဆိုမိကြလေ၏။ကာယပလအဖြစ်ရွေးချယ်ရမှု ရည်သူကသာမီဟု၍အမှန်ဆုံးဖြတ်ရန်ခဲယင်းလှပေသည်ဖြစ်ရာဒုက္ခိုင်တန်ကြိုးကြီး၏ခိုင်မာခြင်းနှင့်ကျစ်လက်သောတမဏိကြိုး၏ခိုင်မာခြင်းကိုဆုံးဖြတ်ရန်ခဲယင်းပြီးတဲ့ကဲ့သို့ပင်ရှိနေကလေးသည်မန္တလေးမြို့စိတ်ကမ်းမှတင်မောထွက်ခွာခဲ့၍ကျွန်တော်သည်ဂျမလာကိုဘကျိုင်းဆိုသူနှင့်အတိအကျွမ်းဖွဲ့ကလင်မညစ်တစ်ခွက်စီတောက်ရင်စကားပြောလျက်ရှိနေစဉ်ရာဇဝဲအုပ်ကိုပေါ်ထွန်းသည်ကျွန်တော်တို့ရှိရာဇပွဲသို့ချင်းကပ်လာလေ၏ဂျမလာကိုဘကျိုင်းသည်လင်မညစ်ခွက်ကိုလက်တွင်ကန်လျက်မတက်ရက်ခါ ကျွန်တော်နှင့်စကားပြောလျက်ရှိရာကိုပေါ်ထွန်းသည်၎င်းအနီးမှပူ၍လျှောက်လာရင်ကိုဘကြံဤတောင်ကိုတိုက်မိသဖြင့်လင်မင်းအငင်းငယ်ဖိတ်သွားလေ၏ကိုပေါ်ထွန်းက sorry ဟူသောအင်္ဂလိပ်ဘာသာအဖြစ်ဝန်ထဲချောင်းပြောပြတော့လေကိုဘကြံကကျဉ်တ်ဟန်မရှိပဲဂလန်ကလားနဲ့သိက်ခွာကြတဲ့လူတစ်ယောက်ပဲခုလှုပ်ခနဲပြောလိုက်ပြီးနင်ကိုပေါ်ထွန်းကိုကြောက်ခိုင်းကရက်ညီလေ၏ကိုပေါ်ထွန်းသည်တန်ငနေရက်ပြီးနောက်လှည့်၍ကြည့်လိုက်ရာကျွန်တော်မှာ တက်သေးလိုက်ရကြည်ဦးတော်မည်ဟုထင်မိ၏တို့ရရင် ကိုဘကြိုင်မာမှုကထုံများထက်အကြီးအကျယ်မဖြစ်သေးပဲကိုပေါ်ထွန်းသည်မျက်နာမဲလျက်လှဲ့ဆောင်သွားလေ၏အချို့သောသူတို့မှာတယောက်နှင့်တယောက်မြင်းမြင်းမြင်းချင်းမြစ်တာတက်ဝင်တတ်ကြ၍အချို့တို့မှာမူမျက်နာချင်းပထမအကြိမ်ဆိုင်မိကြနေမင်းတူအားတူမုံထားတတ်ကြသည်ဖြစ်ရာဤလူနှစ်ယောက်တို့မှာကဒုတိယအမျိုးအစားတွင် ပါဝင်သူများဖြစ်ကြသည်ဖြင့်တင်မောပေါ်သို့တက်မိကြသောအချိန်မှစ၍ တယောက်နှင့်တယောက်မျက်စောင်းထိုးကရန်လိုလျက်ရှိကြလေသည်ဒါပင်တင်မောကြီးပေါ်၌ဒုတိယတန်းဖြစ်သောပဲ့ပိုင်းတွင်အိတ်ခမ်းများသည်တစ်ဖက်လျင်သုံးခမ်းများမျက်မျက်ချင်းဆိုင်ရှိနေရာအလယ်၌ကခရီးသည်အလုံးအတွက်ဖမင်းစားစပွဲကြီးတစ်ခုတည်ခင်းထားလေသည်စင်ဆက်မှာထိုးတင်မော၌တစ်ဖက်တွင်အခန်းလေးခမ်းများပါရှိတော်လဲတစ်ဖက်၌အခန်းသည်ခရီးသည်အလုံးအတွက်ရီချိုးခမ်းဖြစ်၍အခြားဘက်ရှိအခန်းတစ်ခန်းမှမူဘတ်တလာအတွက်ပစ္စည်းများထားရန်အခန်းဖြစ်လေသည်ထိုနေ့ညလေ၌ ဒုတိယရန်စီခရီးသည်များအနေကတာမြို့အရေးပိုင်ရုံးစရေးကြီးကိုပါထွန်းဆိုသူကပိုကာဖဲကစားရင်အကြံပေးလျာကျွန်တော်နှင့်တကွာကြံသောယောက်ျားခရီးသည်၄ယောက်တို့ကသဘောတူညီကြလေ၏။တစ်ကုံသည်ဖြစ်သောခရီးသည်မှမူပိုကာကစားနည်းကိုမတတ်သဖြင့်မိမခရီးသည်များနှင့်အတူထိုင်၍ကြည်ညိလေ၏။သို့ဖြစ်၍ကျွန်တော်တို့ယောက်ျားခရီးသည်၅ဦးတို့သည် အိတ်ခမ်းများအကြားတွင်ရှိသောထမင်းစပွဲကြီး၌ထိုင်ကားပိုကာကစားကြလျာဂျမတာကိုပါကြိုင်ရင် ရာဇဝဲအုပ်ကိုပေါ်ထွန်းတို့မှာမညက်ချင်းဆိုင်ထိုင်ကြ၍ဖဲတစ်ချက်လျင်တပဲမြတော်တာမညလောင်ကြီးအပြင်၎င်းတို့နှစ်ယောက်ထဲတက်တက်တလက်လျင်၅ချက်၁၀ချက်စသည်ဖြင့်တဖြည်းဖြည်းကြည့်တို့၍လောင်ကစားခြင်းပြုကြလေ၏ကိုပကြိုင်ဟိုဘက်ကမိတ်ဆွေခမားနဲ့ကျုံနဲ့တက်တက်ကြည့်ဖို့ကလေးစိတ်အောင်မလားပြုကိုပေါ်ထွန်းစိတ်နေဗျာဘလောက်လဲ၅ချက်လားကိုပကြိုင်၁၀ချက်လုပ်လေဗျာကိုပေါ်ထွန်းသဘောဗျာ၅ချက်လုပ်ချင်လုပ်လိုက် ိုဘကြိုင်ကျောက်ကတော့20ကျက်လည်းမငင်းပါဘူးကိုပေါ်ထွန်းလက်စင်နော်ကိုဘကြိုင်လက်စင်ပေါ့ဗျာရေစိန်နောက်လိုက်ကြိုက်တယ်ဆိုရင်ထိုးကျောက်ကတော့ရှောင်းနေလို့မရှိပါဘူးရင်းခဲ့တော့တယောက်နှင်းတယောက်မခံချင်အောင် ပြော၍အညံ့မခံမဲကျေးတိုးမြင့်ကလောင်းစားကြလေရာတခါတရံတလက်လျင်60ကျက်60ကျက်မြပင်လောင်းကစားကြတော့လေသူတပြန်ငါတလဲနေရှိနေသည်ဖြစ်သောကြောင့်မြင့်လေလက်ဖက်ရည်တောက်ချိန်တိုင်းရောက်၍ ကစားခြင်းကိုရက်စဲရသောအခါတွင်ထိုလူနှစ်ယောက်တို့မှာတယောက်နှင့်တယောက်နင့်နာလောက်အောင်ဆုံရှုံခြင်းမရှိကြခြင်းထိုတော်အတွင်ကိုဘကြံဤကစားခြင်းမှားယွင်းသောအခါတွင်ကိုပေါ်ထွန်းကရေမောကလောင်ပြောင်ခြင်းပြု၍ကိုပေါ်ထွန်းမှားယွင်းသောအခါ၌မူကိုဘကြံကရှုံမဲ့ကကဲ့ရက်တတ်လေသည်လက်ဖက်ရည်တောက်ပြီးကြသောအခါတွင်ကျွန်တော်တို့သည်ဆက်လက်၍မကစားတော့ဘဲဆရာမမကြည့်ရွေသည်ဦးလေးအွယ်ဖြစ်သောကျွန်တော်အားဦးလေးအရင်တပွဲချစ်ကျွမ်းတဝင်ရှိသည်နှင့် ်တင်းမောင်းအောက်ထပ်သို့ဆင်းလာကြပြီးနှင့်ဆက်များခုန်နေခြင်းကိုအတူကြည့်ရှုရင်းတီကျွမ်းစာ ဖြစ်သောမိတ်ဆွေတို့ဘဝမေးမြန်းခြင်းဖြေကြားခြင်းစသည်ဖြင့်အပြန်အလှန်ပြုလုပ်လျက်ရှိနေကြလေ၏မကြီးရွှေမှာမန္တလေးမြို့ ABN မိန်ကလေးကျောင်းမှာခန္ဓာတန်းပြလက်ထောက်ဆရာမတယောက်ဖြစ်၍ကျောင်းပိတ်ရက်အတွင်းတွင်ရွှေကူမြို့၌ရှိသောဝင်းတော့ကတော်အတော်တယောက်ထံအလဲအပတ်သွားရောက်မည်ဖြစ်ကြောင်းသိရှိရလေသည်။ဒါပင်သင်းမောပေါ်၌ကမကြီးရွှေသည်မိမခြင်းဖြစ်သော ဆရာဝန်ကတော့ Mrs. Process ဆိုသူနှင့်အတူတခန်းထဲနေရာယူထားခဲ့လေသည်။ဆရာမမကြီးရွှေမှာရုပ်ရည်တန့်စင်ပြပြချင်းရှိသည့်အပြင်ဖြက်လက်တွက်လက်လှပသောမိန်းကလေးတစ်ယောက်ဖြစ်ပေရာကျွန်တော်တို့သည်ရှုကင်းตาရစွာရှိသောအေယာဝတီမြေရိုးတစ်လျှောက်မျှော်ကြည့်ရင်ညစ်သိမ့်ဖွယ်ရသောစကားတို့ကိုပြောကြားခြင်းအပြင်စကားလက်ဆောင်ဝင်လျက်ရှိကြသည်။ဂျမရာကိုပကြိုင်သည် ကျွန်တော်တို့အညီတို့ချင်းကပ်၍ချူသားသောမျက်နှာနှင့်စကားရောနှောပြောဆိုလျာကား ကျွန်တော်တို့မှာမြင့်ပဲ့ရဲ့မတက်နိုင်သည်ဖြစ်သောကြောင့်အထိုက်အလျောက်လက်ခံပြောဆိုကြရလိမ့်ဤထို့သူသည်အတော်အတန်စကားပြောကောင်းသူတစ်ယောက်ဖြစ်သဖြင့်မိညစ်အငင်းငယ်များအတူရက်ခါစကားပြောဆိုမိကြလျင်ပင်ကိုဘကြိုင်သည်မြကန်းတွင်မြင်ရသောဇီဒီတော်ကလေးများ၏အကြောင်းကိုအမည်နာမတွင်များမကအထုပ်ပတ္တိအချင်းချုပ်ကိုပါဖြန့်ညှက်၍ခရားရည်သွန်တွက်လက်စွာပြောပြနေရကားမကြာမီအတွင်ကျွန်တော်တို့မှာဆိုင်ငေးခါသားနှင့်နားထောင်နေကြရလိမ့်ဤအတန်ငယ်ကြာလက်သော ရာဇဝဲအုပ်ကိုပေါ်ထွန်းသည်ရောင်ပေရောင်ပေညှင့်ဆင်းလာ၍ကျွန်တော်တို့လူစုကိုမြင်သည်ညှင့်ကြပြိုင်ငယ်မိမိလည်းရောနှောကြည်အန်းဟုအနည်းသို့ချင်ကပ်ခါစကရောဖော်ရောနှင့်နှုတ်သွက်စွာဆော့ဖက်ပြောဆိုမိပြုသည်တွင်ကိုပကြိုင်သည်ဘွိုင်းကလားကိုဟစ်ခေါ်ပြီးနောက်လင်မညက်သုံးလုံးယူခဲ့ခုအမိန်ပေးပြီးလျင်တင်မောရာသည်များအတွက်ခင်ထားသောထိုင်ငုံကလေးတစ်ခုပေါ်သို့ကျွန်တော်နှင့်ဆရာမမကြီးရွှေတို့အားထိုင်စေလိမ့်ဤလူလေး၅ယောက်ရှိပါလျက်ညင်လင်မညက်သုံးလုံးမြမှားထားခြင်းဒီကား တယောက်သောသူကိုနှင်၍မထုတ်တော်လဲနှင်ထုတ်ပြီးတကယ်တို့ရှိနေသည်ဖြစ်သောကြောင့်ကိုပေါ်ထွန်းသည်ကိုဘကြံဤအပြုအမူကိုစိတ်ထဲ၌ခုလာတော်လဲတစုံတရာမျှမပြောဘဲနှက်ခမ်းကိုကြိုက်ခါတင်မောဥပိုင်းသို့လျှောက်သွားလေ၏ကျွန်တော်မှာမင်းကလေးမျိုးစိတ်ကဲမှတင်မောထွက်ခွာခဲ့သည်မှစ၍ထိုသူနှစ်ယောက်တို့အနံဆီယာမမက်ကြီးရွှေသည်မြည်သူအားအေးပေးလိမ့်မည်အကြောင်းကိုတစောင်းမှ၆မြောင်းကအကဲခတ်လျက်ရှိရာမက်ကြီးရွှေသည်နှစ်ယောက်လုံးအားဘူဆန်သည့်အမှုအရာဖြင့် ယဉ်ကျေးစွာခေါငင်ပြောဆို၍ဤသူအားမျှမျက်နှာလိုက်ခြင်းမရှိဘဲအလိုက်တင်အလျားတင်ဟူသောစကားကဲ့သို့နှစ်ဦးကျင်ညက်လောက်အောင်ဖော်ရွေစွာဖြင့်သာနှင့်ပြုမူပြောဆိုလေးရှိ၏မကြီးရွှေသည်ဂျမတာကိုပကြိုင်ကမှာယူတိုက်ကျွေးသောလင်မင်းကိုတောက်ပြီးနောက်မကြမီအတွင်ကိုပေါ်ထုံးညှိပေးသော secret ကိုလည်းပြုံးရွှင်စွာလှမ်းယူတောက်ရှူလေ၏စင်စစ်မှာမကြီးရွှေသည် ထိုသူနှစ်ယောက်တို့အပေါ်၌သာနှင့်မဟုတ်၎င်းအားအရေးတည်ယူပြုသောကျွန်တော်တို့ခရီးသည်ဟုသမျှကို တကားပြူကချစ်ခင်ဘွယ်ရသောအမှုအရာဖြစ်သားနှင့်ဆက်ဆံရောနှောလိရှိခဲ့သည် ကိုဘကြိုင်ရင်ကိုဘထွန်းတို့တဦးကိုတဦးရန်သူကြီးတစ်ဖွဲ့ပြုမှုကျင့်ကြံနေဟန်လက္ခဏာရှိတော်လဲထိုသူနှစ်ယောက်တို့စိတ်တဘောချင်းတိုက်မိသောအချက်တစ်ခုကရှိပေသည်ခရီးသည်များအနက်တွင် Mrs. Prasad အမည်ရှိဆရာဝန်ကတော်တယောက်လည်းပါရှိသည်ဖြစ်ရာ၎င်း၏လင်ယောက်ကြမှာအိန္ဒိယတိုင်းသားကလားဆရာဝန်ကြီးတယောက်ဖြစ်၍၎င်းကိုယ်တိုင်မှာလည်းဇေတဗာရီလူမျိုးတယောက်ဖြစ်လေသည်ထိုမိမသည် အလွန်တရာမဲညက်လှသောအသားအရည်ရှိသည့်ပြင်၃၀နီးပါးများရှိနေသောအရွယ်ညစ်မလိုက်အောင်ရွှေချေချင်းကြီးအပြင်စိန်တဒန်းမြတဒန်းပြုလုပ်ထားသော ရွှေနောက်ဆိုင်ဘီးကိုလည်းတက်ဆင်ထားနေသည်ထို့ပြင်စိန်လက်ကောက်စိန်ကျဲသည်စိန်လက်စော့အစရှိသည့်လက်ဝတ်လက်စားများကိုလည်းဝတ်ဆင်ထားသေးသည်ဖြစ်ရာကလားဆရာဝန်ကြီးသည်မြမလိုအမှုကောင်းလာသောဇေတာဘာရီဇနီးတွေဤချွေးညူခြင်းကိုမခံမရနိုင်သည့်ဖြစ်သောကြောင့်လာကမပူရှင်သမျှကို ညွတ်ကြအောင်ဆင်ပြင်ပေးထားဟန်လက္ခဏာရှိပေသည်ဆရာဝန်ကတော်သည်မိမိ၏လက်ဝတ်လက်စားများအတွက် အသားယူလာသူတယောက်ဖြစ်လျာမင်းကြီးစိတ်ကမ်းမှထွက်ခွာ၍ကပ္ပတိန်၏မိခင်တက်တာတွင်ညအတွက်အနှံထားရမှညဉ့်လင်းသောအခါတွင်တောင်းယူဝစ်စင်သည့်အချိန်မှစ၍လက်ကောက်ကတထောင်ကျက်ကျော်တန်ကြောင်းငကက်က1500ကျက်တန်ကြောင်းညတဒန်းစိန်တဒန်းပြုတ်လုထားသောနောက်ဆိုင်ပြီးက1800ကျက်တန်ကြောင်းစသည်ဖြင့်မိမိ၏ပစ္စည်းများတန်မိုးကိုခရီးသည်များအား ခရီးစစ်တွင်ကြဆယင်းချကပြောဆိုလျက်ရှိလေ၏ဆရာဝန်ကတော့ဒီညအချိန်များတွင်၎င်းပစ္စည်းများကိုကပ္ပတိန်ထံအနှံထား၍ဝိုးလင်းသည့်နှင့်တပြိုင်နက်ရေချိုးတနခါလိမ့်ကြံပြီးနှင့်မိမိ၏လက်ဝတ်လက်စားများကိုတောင်းယူဝတ်ဆင်လေရှိလေသည်လှပလိုသောမိမများမှရှားပါလာသည်မဟုတ်တော့လေထိုမြလောက်ကုတ်ကုတ်ကက်ကက်အချင်းအကျက်ထဲ၌လှပလိုသောမိမမူကရှားပါပေလိမ့်မည်ဟုကျွန်တော်တွေးထင်မိပေသည်ဆရာဝန်ကတော့ဒီ မိမိလက်ဝတ်လက်စားများအကြောင်းပြောပြခြင်း၌အရသာခံတတ်ကြောင်းကိုခရီးသည်အားလုံးသိရှိကြပြီဖြစ်ရကားကိုဘကြိုင်ကစင်လက်ကောင်းဤယတိချင်းအကြောင်းကိုကျွန်တော်တို့ခရီးသည်များအားမျက်စိမိခါဆရာဝန်ကတော်ကိုမေးမြန်းခြင်းအပြင်၎င်းကိုပေါ်ထွန်းကနောက်ဆိုင်ပြီးဤအလေးချိန်နှင့်တမှုအကြောင်းကို၎င်းဤသူကြိတ်လောင်နှောင်းကမေးမြန်းခြင်းအပြင်၎င်းခရီးသည်အားလုံးအပြင်းပြေစေရန်ရန်ဖန်ရန်ခါပြုလုပ်လေရှိကြသည်ထို့ကဲ့သို့မေးမြန်းသူပေါ်ပေါက်သောအခါများတွင် ဆရာဝန်ကတော့ဒီစိတ်နှက်ကက်အတွက်လင်းဆရာဝန်ကြီးအားချော့မော့ပြောဆိုရပုံနောက်ဆိုင်ပြီးအတွက်စူပူချွဲညူရပုံများကိုမျက်စတချီချီညင်ခြေဟန်လက်ဟန်ကိုဟန်အမွေရအနှင်းတကွာပွဲကြလောက်အောင်ပြောပြလေးရှိလေသည်ဤဒီကကိုဘကြိုင်ညင်ကိုပေါ်ထွန်းတို့သဘောချင်းတိုက်မိသောအချက်ပေသည်ဆရာမမကြီးရွှေကမူဆရာဝန်ကတော့မှပစ္စည်းပေါ်သလားဝတ်တက်စားတတ်မရှိကြောင်းမြများကိုနောက်ဆိုင်ပြီးတွင်ထည့်သွင်း၍လှုပ်ထားမိအစား မျက်ချဲကွင်းကွင်း၍လက်စွန်းအဖြစ်နှင့်တစ်ဖက်တကွင်းဝစ်စင်ငယ်နှင့်တာလွန်၍လှပကြည်မီဖြစ်ကြောင်းနှင့်ကျွန်တော်အားပြောပြမူလေသည်ထိုညနေ၌ညစာထမင်းစားပြီးကြသည့်နှင့်တပြိုင်နက်ဖဲရိုက်ရန်ပြင်ဆင်ကြပြန်ရာတောအုပ်ဖြစ်သောခရီးတွေကမိမိမှာမျက်စိမကောင်းသောကြောင့်ညအချိန်တွင်ပိုကာမစွဲနိုင်ကြောင်းညင်းပယ်လေ၏၄ရောက်ထဲကစားရခြင်းကုန်မူစရေးကြီးကကန့်ကွက်သောကြောင့်လေရောက်ဝိုင်းလဲမဖြစ်ပဲရှိခဲ့ပြန်၏ထို့အခါကိုဘကြိုင်ကဒါဖြင့်သုံးမုံရိုက်မယ်ဗျာဘယ်သူပါမလဲ ကိုပေါ်ထွန်းကျောက်ကတော့ဘာမဆိုလှုပ်လိုက်ကြီးပဲကြီးပြင်းတယောက်ကောကျွန်တော်အပြင်းပြေထုံးခွေတန်းဖြင့်ရိုက်ကြတာပေါ့ဗျာကိုပကြိုင်ထုံးခွေတန်းဘာလို့ဖို့လဲဗျာတမှုတစ်ဘဲလောက်ရိုက်ကြမယ်ကိုပေါ်ထွန်းတမှုတစ်မလောက်ရိုက်ချင်နေဗျာထိုအခါကျွန်တော်မှာသုံးပုံဖဲကစားခြင်း၌အတော်ပင်ကျွမ်းကျင်သူတယောက်ဖြစ်သောကြောင့်အကယ်၍မနိုင်ရစေကောင်းမူအရှုံးမရှိနိုင်ကြောင်းသိသည်နှင့်ကျေးပင်ကြီးတော်လဲရိုက်ကြရင်သဘောတူညီလေ၏ ၎င်းနောက်ကျွန်တော်တို့သည်ထမင်းဆိုင်မှသုံးပုံဖဲထုတ်ကိုငှားယူ၍ရိုက်ကြလေရာ အခြားခရီးသည်များသည်အနည်းတွင်ထိုင်ကားကြည့်လျက်ရှိနေကြလေ၏နှစ်ပွဲသုံးပွဲမြကစားမိသောအခါတွင်ထိုသူနှစ်ယောက်တို့မှသုံးပုံကစားခြင်း၌မညံ့ကြတော့လေတစ်ယောက်ကိုတစ်ယောက်အမြဲခက်လျက်ရိုက်ကြသည်ဖြစ်သောကြောင့်ဂျားလူဖြစ်သောကျွန်တော်သာနှင့်နိုင်ဖို့ရန်လမ်းများကြောင်းရိပ်မိလေ၏တို့ရရင်ထိုသူနှစ်ယောက်တို့သည်ထုံးစံအတိုင်းတယောက်ကိုတယောက်မခံကျင်အောင်အမြဲစောင့်ချိတ်ပြောဆိုလျက်ရှိကြသည်ဖြင့် နိုင်တိုင်းယူရန်မသိဟူ၍လဲကျွန်တော်ဤစိတ်၌ဆုံးဖြတ်မိသည်ဖြစ်သောကြောင့်ဆယ်ပွဲမြတ်ကစားပြီးသောအခါတွင်ကျွန်တော်သည် အမျက်ငွေ၅ချက်ကိုခရီးသည်များအလုံးအထက်လင်မညက်ညက်ပင်တူများမှာယူတောက်သုံးစေခဲ့လေ၏ကျွန်တော်တို့အလုံးသည်ဇပွဲတွင်ထိုင်၍လင်မညက်တောက်လျက်ရှိကြသည်ကိုဗကြိုင်ရုပ်ကိုပေါ်ထွန်ခမားဟာကပိုကာဆွဲလဲမနိုင် သုံးပုံရိုက်တော့လဲရှုံးဒီပြင်ဘာလို့အောင်မှာလဲကိုပေါ်ထွန်ဒီဟာရီရှုပ်တယ် ခမားနဲ့ကြုံတယ်နှစ်ယောက်တည်းကိုမိချကြတယ်ကိုဘကြိုင်ကျုပ်ကတော့ကြိုက်ပါဗျာဘလောက်ကြေးထားပြီးကစားကြတယ်လေကိုပေါ်ထွန်းတလက်သေးကစားမယ်ကြာကြာကြီးမကစားကြဘူးကိုဘကြိုင်ဘလို့ကြေးလောက်မလဲကိုပေါ်ထွန်းတလက်သေး900တန်းလောင်းကစားမယ်ကိုဘကြိုင်စိန်လိုက်ဗျာထိုအခါကျွန်တော်နှင့်တကွအားလုံးသောခရီးသည်များမှာထိုမြလောက်မြောင်များသော လောင်းကြီးဖြင့်တလက်သေးကစားကြမည်ကိုကြားရသဖြင့်မျက်လုံးများပြည့်လျက် ကြီးစုရန်အတွက်ဇပွဲကြီးကိုဝိုင်းရံကြလေ၏ကိုဘကြိုင်ညင်ကိုဘထွန်းတော်သည်ဇပွဲကြီးတွင်ညနေချင်းဆိုင်ထိုင်ကြ၍ဖဲတို့ကိုကလဖန်ထိုးကြပြီးနောက်လက်သေးရှာကြရာကိုဘထွန်းသည်လက်သေးကြလေ၏ထိုအခါနှစ်ဦးလုံးတို့သည်တယောက်တလှဲ့စီအကျဉ်းချင်းအဖန်ဖန်ကလဖန်ထိုးကြပြီးနောက်နောက်ဆုံး၌ကိုဘကြိုင်ကချိုးပေး၍လက်သေးကြသောကိုဘထွန်းကသုံးချက်စီဝင်ငှလေ၏ကိုဘကြိုင်သည်မိမိသုံးချက်အနက်နှစ်ချက်ကိုရှေးဦးစွာတော်လှန်၍ရိုက်လျာ လားနှကောင်ထွက်ပေါ်လာလေသည် ထိုအချင်းအရာကိုမြင်ရသောအခါတွင်ကိုဗကြိုင်သည်ဖဲသမားများထုံးစံအတိုင်းညားစွာအားတက်ခြင်းဖြစ်လာ၍ကြံသောဖဲတစ်ချက်ကိုအာရပါရရိုက်တီးလိုက်ရာ ကလားတကောင်ပင်ထွက်လာသောကြောင့်ကလားသုံးစီးရသွားလေ၏လောင်ကြီးမှ900ဖြစ်၍တပွဲတည်းကစားရန်ဖြစ်ရကားကိုဗကြိုင်ဤမျက်နှာမှာညီမြလောက်ကြည်ရှင်ချင်းရှိသည်ကိုပေါ်ပြရန်မတတ်နိုင်လောက်အောင်ပင်ရှိကြ၏ကိုပေါ်ထွန်းမှမူအင်ကြီးပြက်လောက်အောင်မရှိလာသေးခြင်း ထို့သူသည်မိမိအတွက်ဝေချထားသောဖဲသုံးချက်ကိုကောက်ယူ၍နှစ်ချက်ကိုလှန်ရိုက်လျာတစ်နှလုံးပေါ်ထွက်၍လာလေ၏ပရိသတ်များလည်းအလိုလေဖျားဖျားဟုနှုတ်မရေရွလျက်အံ့ဩကြီးစွာနှင့်စိုက်ငေးကကြည်နေကြလျာကိုပေါ်ထွန်းကလေတဲလာတဲ့ဖဲပါတကားခုပုံတော့နောက်ထပ်ပြီးတစ်တလုံးထွက်ရင်သူ့ကိုယ်တော်နိုင်အောင်တော့မှာပါတကားဟုခက်ပြုံးပြုံးမျက်နှာထားဖြင့်ပြောပြီးနောက်ဘယ်နဲ့လဲကိုပါကြိုင် ခမကြီးခမပြန်ခွာမလားကိုဘကြိုင်မခွာဘူးဗျာလှန်သာချတစ်ကိုထွက်မှခမကြုတ်ကိုနိုင်မှာပဲဒါတော့သွေးမနေပါဘူးလှန်သာချခုပြောရတော့လဲကိုဘကြိုင်မှာပထမကဲ့သို့ရှင်ပြခြင်းမရှိတော့ပဲစိုးရိမ်သောလက္ခဏာများဖြစ်ပေါ်လာခဲ့ကြပြီ၎င်းနောက်ကိုပေါ်ထွန်းကရော့ပါဗျာခမပဲကြည်ပါတော့ကြုတ်မကြည်တော့ပါဘူးခမမျက်နှာထားကိုသာကြုတ်ကြည်ပါတော့မယ်ခုပြောလျက်ဖဲချက်ကိုမိမိကိုယ်တိုင်မကြည်ပဲ ကိုဘကြိုင်ဤမျက်နာသို့ထောင်၍ပြလိုက်ရာကိုဘကြိုင်ဤမျက်နာမှာသွေးများစုံမတက်ဖြစ်သွားလိုက်သည်ကိုကျွန်တော်ကိုယ်တိုင်မြင်လိုက်ရပေ၏ကိုပေါ်ထွန်းခမည်းမျက်နှာထားကြည့်ရလားတကယ့်ကိုတစ်သုံးလုံးဖြစ်နေပြီချင်းနေခုပြောလျက်ကိုပေါ်ထွန်းသည်နောက်ဆုံးဖဲချက်ကိုဇပွဲပေါ်တွင်လှန်၍ရိုက်လိုက်ရာတစ်ပင့်ငူပင်ဖြစ်နေကြောင်းလူတိုင်းအံ့ဩစွာနှင့်တွေ့မြင်ကြရလိမ့်၏တို့ဖြစ်၍ကလား၃စီးကြနှင့်ပြီးဖြစ်သောကိုဘကြိုင်ဤဖဲကိုကိုပေါ်ထွန်းကတစ်သုံးလုံးနှင့်အနိုင်ရလိုက်လိမ့်ပြီ။ ကိုပေါ်ထွန်းကိုင်းဆရာခမသဘောတူပြီးရဲ့အတိုင်း900ကိုတောင်မစပါတော့ကိုဘကြိုင်ညီအောင်ကျုပ်သွားယူချေအောင်မယ်၎င်းနောက်ကိုဘကြိုင်သည်ထိုင်ရာမှထ၍ဒုတိယတန်းစီခရီးသည်များအတွက်တီးတန့်ကာယံထားသောနယ်နိမိတ်ဤအပြင်ဘက်သို့ထွက်သွားလျာကျွန်တော်နှင့်တကွခရီးသည်အလုံးတို့သည် ကိုပေါ်ထွန်းဤထူးခြားသောကံအကြောင်းကိုချီးမွမ်းပြောဆိုကာဆောင်ဆိုင်လျက်ရှိနေကြလေ၏၅မိနစ်ခန့်ကြာသောအခါတွင်ကိုဘကြိုင်သည် ကျွန်တော်တို့ရှိရာဇဝဲကြီးတို့ပြန်ဝင်လာ၍လက်တွင်ကိုင်းရက်ယူလာသောစက္ကူထုတ်ကလေးတစ်ထုတ်ကို ကိုပေါ်ထွန်းအားလှမ်းပေးလိုက်လေ၏ကိုပေါ်ထွန်းသည်စက္ကူထုတ်ကိုလှမ်းယူ၍ဖြည့်ကြည့်ရတယ်ငွေစက္ကူများကိုတွေ့ရမည်အစားကိုငားရသည်စက္ကူထုတ်ထဲမှထွက်ပေါ်လာလေ၏ထိုခဏ၌ကိုပေါ်ထွန်း၏မျက်နှာမှာစင်စစ်ကြောက်မက်ဖွယ်ရာကြီးပင်ဖြစ်ချေ၏ကိုပေါ်ထွန်းသည်မိမိမျှော်လင့်သည့်အတိုင်းငွေစက္ကူများကိုမတွေ့ရဘဲကိုငားရကိုတွေ့ရသည်ညံ့ကြပြိုင်နှင့်မျက်လုံးပြူက ကျင်းမောင်းရေရွလျက်အငီး၌ရှိသောဆိုဒါပလင်းကို ကောက်ယူလိုက်ရာထိုခဏ၌ဖဲဝိုင်းရှိတမီများသည် ရုတ်တရက်ငိမ့်သွားလေ၏။ယင်းကဲ့သို့မောင်မိုက်ကြီးတဲ့၌ရှိနေစဉ်အတွင်ကျွန်တော်တို့သည်ကိုပေါ်ထွန်း၏ကျုံဝါတံများနှင့်လူနှစ်ယောက်တို့ထွေလုံးတပုတ်တံများကိုကြားကြရလေရာဆရာဝန်ကတော် Mrs. Process ဆိုသူကလည်းမိမိအားခိုက်မိသဖြင့်တေပါပြီတော့တေပါပြီတော့ကျမကိုခိုက်မိကုန်ပါပြီတော့ဟုဆူညံစွာအော်ဟစ်လျက်ရှိလေ၏။ထိုအခါ တင်မောအရာရှိမာလိန်သည်မောင်မိုက်လျက်ရှိသောဒုတိယခန်းစီသို့ပြေးဝင်လာ၍ဓမီခလုတ်ကိုနှိပ်လိုက်သဖြင့်နင်းလာသောအခါတွင်တယောက်ဤလဲပင်ကိုတယောက်ဖြစ်ညက်ကကျမ်းမော်ရင်လိမ့်လျက်ရှိနေကြသောကိုပေါ်ထွန်းနှင့်ကိုပါကြိုင်တို့ကိုတွေ့မြင်ကြရလေ၏။မာလိန်ညင်တကွခီးသည်များအားလုံးသည် ထွေးလုံးလျက်ရှိသောလူနှစ်ယောက်ကို ဖြန့်ပြေးကြပြီးနောက်မာလိန်သည်ဘတ်လာအားကပတိန်ထံဆိတ်လွတ်ခေါ်ငင်စေရာကပတိန်လဲလိုက်လာလေ၏။ကပတိန်သည် အဖြစ်အပျက်ကိုသိရှိရသောအခါ၌ တောင်းတတောင်းစီတွင်အန်ကျိတ်ခါရက်လျက်ရှိနေသော ကိုဘကြိုင်နှင့်ကိုပေါ်ထွန်းတို့အားကြီးလျက်ခမားတို့နှစ်ယောက်နောက်တစ်ခါထပ်ပြီးရန်ဖြစ်ရင်နှစ်ယောက်လုံးလမ်းမှာချပစ်ခဲ့မယ်ဟုချင်းချောက်ပြောဆိုလေ၏ထိုခဏ၌ Mrs. Brassett သည်မိမိ၏ဦးခေါင်းကိုလက်ဖြင့်နှိပ်လျက်ဟုတ်တော့မရှိတော့ဘူးဟုလှုပ်ခနဲဟစ်အော်လိုက်၏ဘာမရှိရလဲကျမနောက်ဆိုင်ပြီးမရှိတော့ဘူးကပတိန်ထိုအခါကပတိန်သည်တတိယရန်ဘက်သို့ထွက်သောအခန်းတကားကိုချက်ချင်းပိတ်စေ၍စစ်စင်းမင်းမြက်ရာ Mrs. Brassett က နောက်ဆိုင်ပြီးကိုနောက်ဆုံးမြည်သည့်အချိန်အထိသူဤဦးကောင်း၌မြင်ရသည်သည်ဟုတက်အပ်သေးကြပြောနိုင်သူတဦးတယောက်မျှမပေါ်ထွက်ခဲ့ခြင်းကပတိန်ရံဖြစ်တော်မိကိုဘသူညှိနှိုင်းတယ်လဲကျမညှိနှိုင်းပါတယ်ရှင်ဟုပြောလျက်ဆရာမမက်ကြီးရွှေသည်ဘက်တလာဤစတိုဂန်ထဲမှထွက်လာသည်ကို ကျွန်တော်တို့အံ့ဩစွာနှင့်တွေ့မြင်ကြရလေ၏ကပတိန်ဓမီကိုခမရဘာပြုလို့ညှိနှိုင်းလိုက်တယ်ဆိုတာတစိုက်လောက်ကျွန်တော်တို့သိပါရစေမက်ကြီးရွှေသူတို့နှစ်ယောက်ရံဖြစ်မယ်လို့တော့ ကျမကဘတ်လာအခန်းဝကရက်ကြည့်နေပါတယ်။ကိုပေါ်ထွန်းကဆိုရာပလင်းကိုလှမ်းပြီးယူလိုက်တော့ကျမကတယောက်တယောက်လက်လွန်မကုန်ကြပါစေနဲ့လို့အောင်းမိပြီးရိုင်းမဖြစ်စေရန်ဘတ်လာအခန်းထဲမှာထားတဲ့ဓမီခလုတ်ကို ရုတ်တရက်နှိပ်ပြီးညှိနှိုက်ပါတယ်။ကပတိန်ခမည်းကရံမဖြစ်စေဖို့ကာကွယ်လိုတဲ့သဘောနဲ့လှုပ်တာတော့မှန်နေ။သို့တော့ Mrs. Brasser မှာနောက်ဆိုင်ပြီးပျောက်သွားတာကခက်နေတယ်။မက်ကြီးရွှေကျမဝမ်းနေပါတယ်ကပတိန်ဒီလိုဖြစ်နိုင်မယ်လို့မတွေးမိရတဲ့အတွက်ပြုမိခြင်းဖြစ်ပါတယ်။ ကပ္တိန်ဒီဟာကိုကျွန်ုပ်ယုံကြည်ပါတယ်။သို့တော့ကျွန်ုပ်သင်္ဘောမှာဖြစ်တဲ့အတွက်ပစ္စည်းကိုပြန်ရဖို့ကျွန်ုပ်ဤတာဝန်ဖြစ်သည့်အတိုင်းဘယ်သူဤမျက်နှာကိုမှမထောက်ထားဘဲနီလန်အတိုင်းပြုရလိမ့်မယ်။အားလုံးပြုပါကပ္တိန်ကျွန်တော်တို့သဘောတူပါတယ်။ကပ္တိန်ဒုတိယတန်းခရီးသည်အားလုံးတို့ကိုကျွန်ုပ်ရှာလိုတယ်။ထိုအချင်းအရာကိုမြည်သူမျှကန့်ကွက်ခြင်းမပြုဘဲရှိနေရကကပ္တိန်သည်ကျွန်တော်တို့ခရီးသည်များကိုတယောက်စီအခန်းတစ်ခန်းအတွင်းသို့ဝင်ပြီးလျှင် အဝေးအစားများအတွင်း၌စမ်းသက်ရှာဖွေလေ၏ဆီယာမမကြီးရွှေမူပထမရမ်းမှဘုံမခီးတဲ့နှစ်ယောက်ဤအကူအညီဖြင့်ရှာဖွေစေ၏တို့ရရင်ပျောက်ဆုံးသွားသောနောက်ဆိုင်ပြီးကိုမူမြည်သူဤထန်တိုင်းမျှမတွေ့ဘဲရှိနေကလေ၏နောက်ဆုံးကပတိန်သည်လက်လျှော့ရ၍ထိုအမှုကိုပလိတ်သို့တိုင်တန်းရန်သားနှင့်ရှိတော်ကြောင်းနှင့်ပြောဆိုပြီးနှင့်ရန်ဖြစ်သူ ကိုပကြိုင်နှင့်ကိုပေါ်ထွန်းတို့အားလည်းနောက်ဆုံးအကြိမ်ထက်လောင်း၍တည်ပြီးထားခဲ့ပြီးနောက်မိမိဤညီရာသို့ပြန်သွားလေ၏ ိုဘကြိုင်နှင့်ကိုဘောထွန်းတို့မှမူကားမစ္စစ်ပရာဆက်၏ပစ္စည်းပျောက်ဆုံးခြင်းသည်မိမိတို့အတွက်ကြောင့်ဖြစ်ရသည်ဟု၍ဝမ်းနေကြဟန်လက္ခဏာနှင့်ဆက်လက်၍ရံမပွားတော့ဘဲကိုဘကြိုင်ကမိမိသည်ကို900ကိုပေးလိုက်ခြင်းမှာကြီးစေခြင်းမျှသာဖြစ်ကြောင်းမိမိရှုံသောငွေ900ချက်ကိုကတာမျိုးတို့ဆက်ရောက်သောအခါတွင်ပေးဆက်မည်ဖြစ်ကြောင်းနှင့်တောင်းမှန်ပြောဆိုလေရာခီးတဲ့အားလုံးကပင်ကျင့်ကြင်ရှိကြလေ၏ကိုဘောထွန်းကလည်းမိမိသည်ငွေ900ချက်နိုင်သည့်အတွက်ကြောင့်ခီးတဲ့များကို လက်ပြန်နနက်စာတိုက်ခင်းကျွေးမွေးမည်ဖြစ်ကြောင်းနှင့်ဝန်ခံကတိထားလေရာနောက်ဆိုင်ပြီးပြောင်းဆောင်သောမစ္စပရာဆက်မတပါအလုံးကျင်ညက်ဝမ်းမြောက်ခြင်းဖြစ်ကြလေ၏သင်မော့သည် ခရီးစဉ်အတိုင်းခုန်နှင်သွား၍ထီးကြိုက်မျိုးအင်းရွာစိတ်ကန်းကတာမျိုးစသည်တို့၌ခရီးသည်များဆင်းသွားကြလေရာနောက်ဆုံးဗမော်တို့ဆိုက်ရောက်သောအခါတွင်ကျွန်တော်နှင့်မစ္စပရာဆက်နှစ်ယောက်ထဲသာနှင့်ကြံရစ်ပေတော်၏မဆိုင်တဲ့လဲကွယ်တို့ဒီဝိတ္ထုကရည်ရွယ်ချက်မရှိပါမရှိနှင့်ဘာရီချောင်းရေးထားတာလဲ ခုဖတ်ရှုသူတို့ကအိနီယာ၌မေးမြန်းခြင်းပြုကောင်းပြုကြပေလိမ့်မည်။ထိုကဲ့သို့မေးမြန်းခဲ့ပါလျင်လဲမေးမြန်းထိုက်ပါပေသည်။ကျွန်တော်သည်လွန်ခဲ့သောနှစ်အတွင်းကမန္တလေးမြို့သို့ရောက်သွား၍ဆရာမမကြီးရွှေနှင့်ကိုဘကြိုင်တို့နှစ်ဦးကိုထူးဆန်းစွာမတွေ့မြင်ခဲ့ရပါနှင့်။ဤအဖြစ်အပျက်များကိုရေးသားဖော်ပြခြင်းပြုကျင်မည်လဲမဟုတ်ပါ။လွန်ခဲ့သောနှစ်ကကျွန်တော်သည်မန္တလေးမြစ်ထားဘူရာယုံသို့မိတ်ဆွေတယောက်ကိုလိုက်ပို့ရန်သွားရောက်၍မိတ်ဆွေနှင့်အတူ ရန်ကုန်စာပို့ရထားကြီးပေါ်တွင်ထိုင်လျက်ရှိစဉ်တရုတ်တထင်းညစ်တရန်တူသောထောင်ကဲကြီးတယောက်သည်မြမမိမတယောက်နှင့်တွဲလျက်ပထမတန်းမိရထားတွဲတရဲပေါ်သို့တက်သွားကြသည်ကိုမြင်လိုက်ရ၏ကျွန်တော်သည်ထိုမိမကိုမြင်မှုပါသည်ဟုအောက်မေ့၍သေချာစွာကြည့်ရှုရာတွင်လွန်ခဲ့သောသုံးနှစ်ခန့်ကတာပင်စာပို့သင်္ဘောကြီးပေါ်တွင်အတူစင်းချင်းသွားလာခဲ့ဘူးသောဆရာမမကြီးရွှေပင် ဖြစ်ကြောင်းကိုရုတ်တရက်တတိယမိလိ၏ထိုအခါကျွန်တော်သည်မိတ်ဆွေအား မကြီးရွှေညင်းအတူတွဲတက်သွားသောထောင်ခဲကြီးကိုတိပါသလောဟုမိမြန်ရာမိတ်ဆွေကဘာလို့မသိတယ်လဲဗျာညမဲခန်တော့ကုံစုံဆိုင်ပိုင်ပေါ့တကယ်အလုတ်ကတော့ကိုကင်းတို့ဘိန်းတို့ကိုလက်ကားချပြီးရောက်နေတယ်တရုတ်တထီဟောင်ညံခွတ်ဆိုတာဒီလူကြီးပေါ့ဟုပြောလေဤနောက်တခဏ၌လူနှစ်ယောက်တို့သည်တရေအိတ်အိတ်ရလိန်စသောပစ္စည်းများကိုကူလီဖြင့်တည်ယူစီလျက်ဒုတိယဒန်းတွဲတရဲပေါ်သို့တက်ကြမြည်ပြူစဲတွင်တရုတ်တထီကြီးဟောင်ညံခွတ်သည် ၎င်းတို့ကိုမြင်သဖြင့်လှမ်း၍ခေါ်လိုက်သည် ထိုသူနှစ်ယောက်တို့မှာပစ္စည်းများကိုတွဲပေါ်၌တင်စေပြီးနောက်ဟောင်လျံခွက်နှင့်မကြီးရွှေတို့ရှိရာပထမတန်းတွဲစီသို့လျှောက်လာကြရာ၎င်းတို့မှာဂျမတာကိုဘကြိုင်ငယ်ရာဇဝတ်အုပ်ကိုပေါ်ထွန်းဆိုသူတို့ပင်ဖြစ်နေသဖြင့်ကျွန်တော်မှာအံ့ဩမိပြန်၏ထိုထက်အံ့ဩဝယ်ရာကောင်းသောအချင်းအရာမှာကတရုတ်တထေးကြီးသည်ထိုသူနှစ်ယောက်တို့၏အမည်နာမကိုမိမိ၏ဇနီးဖြစ်သူအားထုတ်ဖော်ပြောဆို၍ သည့်အကျွမ်းဖွဲ့ပေးသောအချက်အရာကိုတွေ့မြင်ရခြင်းပင်ဖြစ်ချေသည်ထို့အခါကျွန်တော်သည်ယခင်ကတာပင်တင်မောကြီးပေါ်တွင်ဖြစ်ပျက်ခဲ့ပူးသောအချက်အရာတို့ကိုချက်ချင်းစဉ်းစားမိ၍ထို့သုံးဦးသားတို့သည်ကျွန်တော်တို့ခရီးသည်အားလုံးကိုတပတ်ရိုက်ပြီးလျင် Mrs. Brasset ၏နောက်ဆိုင်ဘီကို ဖြုတ်ယူရန်စီမံကြခြင်းဖြစ်ကြောင်းကိုဘကြိုင်နှင့်ကိုပေါ်ထွန်းတို့၏ရံမူကြခြင်းမှလည်းပြည့်ရည်များဖြစ်ကြောင်းခရီးသည်အားလုံးသည်ထို့သူနှစ်ယောက်တို့ရံဖြစ်ကြမည်အကြောင်းကိုစိတ်အာယုံစူးစိုက်လျက်ရှိကြစဉ် လက်ကြီးရွှေသည်ဓမီခလုတ်ကိုနှိမ့်ငိမ့်လိုက်ခြင်းဖြစ်ကြောင်းမှောင်မိုက်သောအခါတွင် မစ္စပရာဆက်အနီး၌ရှိသောကိုပါကျိုင်သည် ထွေလုံးတပ်ပုတ်ကြသဖြင့်ခိုင်မိလီဟန်နှင့်နောက်ဆိုင်ဘီးကို ဖြုတ်ယူပြီးနှင့်ဒုတိယလမ်းအခန်းပြင်တွင် အစင်သင့်စောင့်နေမည်ဖြစ်သောမိမိတို့တပည့်တယောက်ဤလက်သို့ပြောင်းလဲပေးအပ်လိုက်ခြင်းဖြစ်ကြောင်းများနှင့်တရေရေတွေးမိတိုင်းပေါ်လာလေ၏၎င်းနောက်ကျွန်တော်သည် မကြီးရွှေပြောပူသောစကားကိုတတိယ၍၎င်း၏လက်များကိုလှမ်း၍ကြည်လိုက်မိရာနှစ်ဖက်သောလက်သကြွယ်များတွင် စိန်ချဲလက်စွပ်တကွင်းစီဝစ်စင်ထားသည်ကိုအံ့ဩစွာနှင့်တွေ့မြင်လိုက်ရပေသည်။ HG Wells E Ostrich ကိုမိပါသည်။ဒူရီယာမဂဇင်းဇူလိုင်1935